ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ခွာ channel လေးကကြိုဆိုလိုက်ပါတယ်ဒီမှာကတော့စာဖတ်သူမျက်စိနေဦးပဲဖြစ်ပါတယ်ရှင်အခုဖတ်ပြပေးမှာကတော့ဆရာငယ်တိုင်းရေးသားထားတဲ့ပင်လယ်ထဲကမြက်အပိုင်းခွန်ပဲဖြစ်ပါတယ်ရှင်လိုက်ဆိုတီတဘောကထူတင်ပြစ်စထားသူအတွက်ချုံးမွေတက်တီမှာတဘာဝထင်ဤ ယခုလည်းကြည်ကုံပေါက်များတဲ့ရေဖြစ်ပြီးလှိုင်းကိုစိန်ခေါ်ခဲ့ကမှလှိုင်းကပြေးလေပြီအဒလန်တိတ်မင်းသမီးသည်ကာချိုးကောက်ကွက်အညံ့ညွနေ၏ရေပြင်သည်မိုးပြာရန်ကိုစောကြီးခင်းထားသလိုစင်စင်ကြီးဝင့်နေသည်လှိုင်းချက်ခွန်လေးများပင်မရှိတင်မဦးသည်ငယ်ရည်သောရေပြင်ကိုအာတုံအာနာထိုးခွဲနေရဟန်ရှိသည်ပြာလက်နေသောကြောက်ကြောသားတဲ့သူ ဓာသွာတည်ဝင်သွားတယ်လို့တဤဤတိုးဝင်နေ၏ရာသီဥတုတာယာလာ၍အစာရှာထွက်လာကြသောဇင်ရော်များကိုတွေ့ရသည်ဒီလောက်ကမ်းမမြင်လက်မမြင်သမုတ်တရားလဲဒီဇင်ရော်တွေဘဲကနေများ ပြန်လာကြပါလေခီးမိုင်ဘလောက်ဝေးဝေးပြန်လာပြီးအစာလာရှာကြတာလဲအိမ်ပြန်ဖို့ဘလောက်ကြာကြမလဲပြန်စရာအိမ်ရောရှိသလားရေထဲမှာပဲအတိုက်ဖွဲ့နေကြသလား ပြန်တန်းနေသောစင်ရဲများကိုကြည့်ပြီးရောက်တက်ရရာရှောက်တွင်နေမိသည် တခါတခါယခုလိုတယောက်ထဲနေပြီး အတွေ့ဝွကျွန်းဖွဲ့ရခြင်းကိုသူနှစ်သက်သည် တွေ့ရင် စိတ်ကူးရင်ရသည့်အခါစာတို့ပေးစာလေးများကိုပတ်စုပ်စာအုပ်ထဲရေးထည့်မိစာတို့ပေးစာဆို၍ဝေကိုတတိယမိပြန်သည် ဝေကသူ့အတွက်တုံးရသောပြိတ္တ သူရဲ့မြဆာလိုလိုကြပြလိုလိုလေးများကိုဒိုင်းခံဖက်ပေးသူထို့အပြင်ဘယ်နေရာကတော့ဖြင့်ဘာလိုနေသည်ဘယ်နေရာလေးကဘယ်လိုကောင်းသည်စတဲ့ဖြင့်ဝေဖန်တတ်သေးသည်ဝင်းနေသူ လက်တွဲညီပြီးထင်ခဲ့မိ၏အဲနောက်ဆုံးတော့ထမင်းမဝနိုင်သည့်စာသမားလိုပဲထင်သွားရလားမသိပြပြခါခါပြောပြီးထွက်သွားလိုက်ပြီးမှလက်ကြည့်ပေါ်ပင်မရ အလုံးသားတန်ရာပညာဟုလည်းသူမဆိုခြင်းပါဝေထွက်သွားပေမဲ့သူကိုယ်တိုင်နိမ့်နေနေနဲ့ခံစားလိုက်ရတာမှမဟုတ်ပဲအလေအငိုက်ပွတ်တိုင်မှုလောက်သာဟု တွေးခဲ့သည်တိုက်ဆိုင်သည့်အခါလွမ်းကောင်းယုံအချင်းချင်းပြောကြသည့်အခါရည်စားရှိခဲ့မှုကြောင့်အောက်မကျယုံဒီမြလောက်သာပါပဲလေသို့တော့သူ့အတွက်ဆူဆူနဲ့နဲ့ဝင်ခဲ့သည့်အတိတ်တစ်ခုတော့ရခဲ့၏ပတ်စံရှိမှဟူသည့်အတိတ် ီအတွက်သူရေပြင်ကျဲနဲ့နဲ့ထဲခုံချခဲ့သည်ပဲတလဒေါ်လာ900ဟူသောမှတ်လုံးကို သူတက်တဲ့တိုးဝင်ခဲ့သည်ဒေါ်လာတွေများကြီးရလာရင် အမေ အဖိုးနဲ့မိကြီးတို့ကိုတင့်တင့်တယ်တယ်ထားမိမရဘူးသည့်နေရာမျိုးစုံကိုလိုက်ပို့မိမစားဘူးသည့်အထူးထူးသောစားကောင်းတောက်ဖွဲ့ရာများဝယ်ကြည့်မိတွေ့ရင် ပီတိစိတ်ဖြင့်ရင်ဝယ်စိတ်ခနဲအေးမြသွားသည် ဲ့ကောင်ကြီးကြီးတယောက်တည်းဘာထိုင်ငေးနေတာလဲဆက်နှစ်ကအနာဝန်ထိုင်ရင်မေးသည် သူလက်ကြည့်ပြီးပြုံးပြလိုက်သည်ဘာရင်မဟုတ်ပါဘူးအကိုရာဒီလိုပဲငေးမိငေးရပါဆက်နှစ်ကကုန်းချုပ်နဲ့ရာဇူးဆင်ခြင်းတူသည်ဆက်ချုပ်နဲ့ကပတိန်ရာဇူးလိုပါပဲဆက်ခဲနဲ့တွင်ဆက်ချုပ်ပြီးလျင်ဆက်နှစ်ကရာဇူးအကြီးဆုံးအိမ်လမ်းနာများကြာနေတလားလို့ပါရေပြင်ကြီးကိုငေးနေတာတော်တော်ကြာတယ်လေ ကျွန်တော်ရောက်နေတာတောင်တတိမထားမိဘူးမဟုတ်လားအိမ်ကိုတော့လွမ်းတာပေါ့ဗျာဒါပေမဲ့ရွေးကြပြီးသားလမ်းပဲလေဆက်လျှောက်ဖို့ပဲတွေးပါတယ်သူစကားကြောင့်ဆက်နှစ်ကခေါင်းငိမ်ပြီးအတိမတ်ပြူသည်ဆက်နှစ်နဲ့သူယခုမှပထမဆုံးအချိန်စကားပြောပြခြင်းဖြစ်သည် အရင်ကပြောပြနှုတ်ဆက်ရုံသာရှိခဲ့၏ဒုတိယချိန်ကလည်းတူအလုတ်ချရပြီးစားကြရှိတာစား၍ကိုယ်ခန့်နဲ့ကိုယ်ဝန်းနှက်နေတာခြင်းလည်းတူ ဆိုတော့စကားပြောဖြစ်တဲ့စီမရောက်စနစ်ကိုကြည်ရသည်မှာရည်ရည်မှုမပင်ဖြစ်၏စကားပြောလျင် သူကိုယ်သူကျွန်တော်ဟုသုံးသည်ကိုတတိထားမိသည်စနစ်ရာလူပဲဟုဆိုကဝုန်းဝုန်းကြွကြမရှိကိုနှစ်ကိုမမောလွန်နဲ့တော့ကွာခြားလွန်သည်ကိုမမောလွန်ဆိုလျင်ကိုနှစ်ရာသူယူထားရသည်ကိုပင်သူကိုယ်သူကပတိန်လောက်ထင်နေသူဖြစ်၏ ဟိုးရင်ကုန်းပတ်ပေါ်တွင်လှုပ်လှုပ်ကြစဉ်ကလေးကဘယ်သူဘယ်နေရာသွားဘာလို့ဟုညွှန်ကြားခြင်းသူဖြစ်သည်တကယ်ကကုန်းနှင့်ရာထူးဖြင့်ကုန်းပတ်လှုပ်များကိုဝင်ရောက်ညွှန်ကြားခွင့်မရှိကုန်းပတ်ပေါ်မှာအလုပ်များကိုညွှန်ကြားသူမှာ ကုန်းချုပ်ဖြစ်ပြီးဦးစီးလှုပ်ရသူမှာဘိုးစင်ဖြစ်သည်သူကတော့စားရုံလာတိညကလေးကကုတ်နှစ်ကိုတိတ်တဘောမတွေ့လား။ဘာကြောင့်ရဲ့မသိ။သူ့မြင်ကွင်းနဲ့ ကုတ်နှစ်ပုံစံကကမ်းလန်ကြီးတာဝင်ဝင်လာသည်မိမိတို့ကုန်းပတ် AP တွေကလူတော်ကြီးပဲဗျာအကုန်လုံးအေးစစ်စစ်သမားတွေကျွန်တော်စက်ခန်းကစီလောင်းတွေကတော့အကုန်လုံးဇလေတွေနဲ့ကြီးပဲအရာရှိအမှောက်တွေ ဆိုပြီးလေးစားရမှန်းမတိကြဘူးမင်းတို့လိုအရာရှိလက်မှတ်တော့ငါတို့လည်းဝယ်လို့ရတယ်ဆိုတာမျိုးတွေဗျခတ်တယ်ခတ်တယ်ဘာမှလည်းခိုင်းလို့မရကြဘူးစက်နှစ်က ူကိုလာပြီးညင်ဖွဲ့နေသည်ကောသူဘာပြန်ပြောရမှန်းမသိထို့ကြောင့်အသားငိမ့်ပြီးနားထောင်နေလိုက်သည်ပင်လေလေနုအေးကစိတ်ခနဲတစ်ချက်တုတ်သွားသည် ရေပေါ်ပြတ်တက်ပြေးသွားသောငပြန်အုံနောက်ဒိုင်ပင်ထိုးလိုက်သွားသည့်ဆင်ရော်တစ်ချို့ကိုတွေ့ရသည်တကယ်ကလေအမှန်ပဲဖြစ်ဖြစ်အမှောင်ပဲဖြစ်ဖြစ် ရာထူးကြီးတဲ့သူကတာဝန်ပိုးကြီးတယ်ဗျတာဝန်ပိုးကြီးလို့လေးလေးစားစားဆက်ဆံရမယ် မဆိုလိုပါဘူးဗျာလေးစားမှုဆိုတာကြီးတန်ငယ်လည်းမရှိပါဘူးအသိစိတ်နဲ့ပဲဆိုင်တာပါဆက်နှစ်ခမတော်တော်မွန်းကျက်နေပုံရသည်စက္ကန့်နဲ့တွင် ပြဿနာအနှဲငယ်ရှိပုံရ၏ဘယ်သူကမှရင်ဖွင့်မရ၍သာသူ့ကိုလာပြောပြနေခြင်းဖြစ်မည်ဘာဆက်ပြောလာမလဲနားဆွနေလိုက်သည်အတန်ကြာသည့်အထိဘာမှဆက်မပြောတော့တင်မောပံကကြောင့်လိုက်ထသွားသောရေပြင်ကိုငင်းနေပြန်သည် လူနေဆောင်ပင်နေရရာအတွင်းသူတို့ထိုင်နေကြခြင်းဖြစ်သည် ထို့ကြောင့်တင်မောဥကိုလည်းမြင်နိုင်သလိုရေရက်ပံကားကြောင့်ဝဋ်ထကြံရစ်သောတင်မောပဲ့ပိုင်းကိုလည်းမြင်ရသည်သုံးနာရီခွဲတော့မယ်ဗျခဏနေဂျူတီဝင်ရတော့မှာသွားမယ်ဗျာစနစ်ကနာယီကိုကြည့်ပြီးဂျူတီချိန်နီးနေပြီဆိုတာထွက်ထွက်သွားသည် သူလည်းခဏနေလျင်ပဲ့စင်တို့တက်ရတော့မည် အလုံးမလို့ရဘူးဆိုတော့လဲတင်မောင်းမောင်းနေ၍ဂျူတီတော့ယူပေးရသည်ဂျူတီကတော့ဘာမှလုပ်เสียရမလို့ပဲ့စင်နဲ့ထိုင်ရင်တင်မောင်းကိုလမ်းဆောင်တက်ပေးရုံအခြားတင်မောင်းများနဲ့တိုက်နိုင်မိအချိန်နေရှိမရှိအရာရှိကိုတရေပုတ်ပေးရုံသာဖြစ်၏ယခုလို offense ခေါ်ပြည်သမုတ်တရားလဲတွင်တော့တော်ဝင်ကျင်တင်မောင်းရှင်း၍ထိုင်နေရုံသာရှိသည် ကော်ဖီတစ်ခွက်စစ်လိတ်တစ်လိတ်နဲ့ပင်လဲပြပြကိုငေးပြီး တွေးချင်ရာတွေးအေးရအေးချောင်ပင်ဒူတီလဲချိန်က3နာရီ45မှာဖြစ်၍နေရာမှာပင်ဆက်ထိုင်ရင်ပင်လဲကိုပြန်ငေးနေလိုက်သည်ဇင်ရော်တွေကတော့ပြန်ဝဲနေကြစေပေါ့ကြည့်နေတော့မှပင်ဇင်ရော်တကောင်ကရေထဲထိုးဆိုင်ဆင်းသွားသည်ဆက်ကပ်ပန်းလောက်သာကြာ၏ငပြန်တကောင်ကိုကြိုက်ပြီးရေထဲမှ ပြန်ပေါ်လာသည် တဘာဝကပေးထားသည့်ပညာကို သူမမြင်မီဇင်ရောဤအစာဖြစ်သောသောငါပြန်လေးဤဘဝကိုတာသွေးမိသည်ခမယာဘလို့များခံစားရရှာလိမ့်မလဲတပြန့်တပြောစင်းစင်းကြီးဝတ်နေသည့်ပင်လယ်ပြင်ကိုကြည့်ရသည်မှာကြာတော့လည်းပြင်းလာ၏။ open sea ထဲမှာဖြစ်၍ဖြတ်တော့ဖြစ်လာတင်မောကတည့်ရနေလို့မှတစည်းမတွေ့တွေ့ပြန်တော့လည်းထိုတင်မောမြင်ကွင်းမှာပျောက်သွားသည့်အထိ မမလူနဲ့လိုက်ကြည့်မိသည် အာယုံကအသည့်ဆန်းကိုတောက်တလာသည့်တဘောတခါတရံတင်မဘိမအုပ်စုဘွဲကပါလာတတ်သည့်လင်းပိုင်များကိုတွေ့ရသည် မုံတိုင်းမိကာစနေရက်တွေတုန်းကလင်းပိုင်အုပ်စုကိုအဆက်မပြတ်တွေ့ရ၏တင်မဦးကိုဘယ်ညာညှက်၍ရေကူးလိုက်ရင်ပါလာကြသည် ကုန်းချုပ်ကအဲ့ဒါငါတို့တင်မကိုညှက်ပြီးမုံတိုင်းလွှဲရခေါ်နေတာ ခေါ်လို့မရရင်တော့ပြစ်ထားခဲ့ပြီးလွတ်ရပြေးကြရောဟုပြောသည် ဟုတ်မဟုတ်တော့မသိနေပိုင်များခေါ်ရာညှင်းဆန်ပြီးဆန်ခဲ့သည့်ခရီးကတော့မုံတိုင်းရင်ကွင်းတဲတဲ့တဲ့ကို တိုးဝင်ခဲ့တာသိကြသည် နေစဉ်နှင်းအမြကကတော့တိမ်တွေကိုကြည့်ကအပြည့်ဖြေရသည်ရွေလျားနေတော့တိမ်မြင်များကိုစိတ်ပကြီးဆွဲရင်ဂျူတီကျင်းလေးနာရီကိုဖျက်သန်းရ၏တခါတခါမှာတော့ကုန်းကျုံနဲ့နှစ်ယောက်သားစကားပြောပြကြသည် သူ့အကြောင်းကိုအကြောင်းပြီးတော့တင်မောသားဘဝအကြောင်းရာထူးအမှန်မဟုတ်တော့လဲပင်လေပင်လုံးတန်ရစ်သူတယောက်မို့ကုန်းကျုပ်စီကသူပညာများကြီးရသည် ထို့အပြင်တွေးတော့ဆင်ကျင်စရာများတင်မောဘောမှာအေးဆေးဆေးလေးချင်းရင်သူများအကြောင်းမပြောနဲ့ကွသူဟာသူကောင်းတဲ့လူဖြစ်ဖြစ်မကောင်းတဲ့လူဖြစ်ဖြစ်ကိုဟာကိုသားနေမမြင်ချင်ရင်မျက်နာလာလွှဲထားလိုက်တင်မော်လာလောကမှာဒီလူတွေကရှိနေမှာ တရားမဟုတ်တရားနဲ့တော့တရားစကားတရားကြားရမှာပဲကောင်းတဲ့င်ဖြစ်ဖြစ် ဆိုးတဲ့င်ဖြစ်ဖြစ်စကားဆက်မိလို့ပြောကြရင်ပါလာမှာပဲလေဒီတော့ကိုဟာကိုသားနေတကွမဟုတ်တကွပြန်တွေ့ကြရင်မိတ်ဆွေလိုပြန်ဆောင်ရတာကကောင်းပါလေကွာအထက်ပါစကားကိုကုန်းကျုပ်ကတတိယတိုင်းပြောပြသည်ပြောတယ်လို့လဲကိုယ်တိုင်လိုက်နာဤကုန်းကျုပ်စီက အခြားလူအကြောင်း ပြောတယ်မကြရအခြားလူများစီမှသာ ကုန်းကျုပ်အကြောင်းကြားရသည်အထူးသဖြင့်ကုန်းနှစ်စီးမှဖြစ်သည်ကုန်းနှစ်ကကုန်းကျုပ်ကိုဘာအတွက်မကျေနပ်လဲမသိသူဂျူဒီတက်လာတိုင်းကုန်းကျုပ်နဲ့သူ့ကြားတွေ့ထိုးတတ်သည်ကုန်းကျုပ်ကသူ့ကိုဘယ်လိုခိုင်းစားနေကြောင်းကအဓိကဖြစ်သည်ဥပမာကော်ဖီဖျော်ခိုင်းတာမျိုး မနက်စာကိုထမစာကနဲ့ဆင်းမစာပဲသူ့ကိုပဲ့စင်စီယူခဲ့ဖို့ခိုင်းတာမျိုးဒီလောက်ကတော့ခိုင်းတည်ဟုမမြင်မိ သူအထက်ရာရှိဖြစ်၍လှုပ်ပေးရမည်ဟုသူခံယူထားသည် ထိုထက်ပို၍လေးစားမှုဖြင့်သူလှုပ်ပေးနေခြင်းလည်းဖြစ်သည် သူကတော့ကုန်းနှစ်ပြောလာလျင်လည်းအလိုက်တင်နာ ပြန်ပြောရင်းစိတ်ထဲထဲ့မထားခဲ့သူနှင့်ကုန်းချုပ်ဤဆက်ဆံရေးလည်းအပြတ်မခံခဲ့ဒီအတွက် ကုန်းနှစ်ကသူ့ကိုပါမကြည့်တယ်လို့မျိုးဆက်ဆံလာသည် သူစကားပြောကအဆဆင်ခြင်ရ၏ဘာမဟုတ်သည့်ကိစ္စလေးလောက်နဲ့တော့မိသူအမုန်းကိုမှမခံယူခြင်းမကုန်းချုပ်ပြောတယ်လို့ နောက်ပြန်ဆုံတီတကွေ့အတွက်မိဆွေဖြစ်တာသူလက်ခံခြင်းဆယ်ရက်ခန့်ခင်းလင်ပြီးချိန်တွင်ကျွဲ့စုများကို တွေ့လာရသည်တခါတရံကျွဲ့လန်းရှည်ကြီးများငါးဖက်လေများနှင့်တင်မော့ကြီးငယ်များကိုလည်းမကြာခဏဆိုသလိုရှောင်းတင်းနေရသည်နောက်နှစ်ရက်လောက်ဆိုရင်တော့ရောက်ပြီကွငါးဖက်လေတစည်းကပိုက်များကိုဆွဲတင်နေ၏မံဘလူးဖြင့်အနီးကပ်ဆွဲကြည့်နေရမှ ကုန်းချုပ်စကားကြောင့်လှည့်ကြည့်လိုက်သည် ကုံကျုပ်ကဆက်မပြောဘဲအခြားမှန်ဘလူးတလက်ကိုယူကသူကြည့်နေသည့်ငါးဖန်းလေစီတို့လှန့်ကြည့်နေသည်ဒီကောင်းလေးကကင်းမွန်ဖန်းတဲ့ကောင်းလေးကသူ့လေရဲ့ဘဲညာမှာဒုတ်ချောင်းတွေထောင်းနေတာတွေ့လားမှန်ဘလူးကိုယူပြီးပြန်ကြည့်လိုက်သည်လေဤဘဲညာမှာလက်ချောင်းများလို ဖြာထွက်နေသောဂိုင်းတံများကိုတွေ့ရ၏ဟုတ်တွေ့တယ်ဆရာအဲ့ဒါဘာအတွက်ထောင်းထားတာလဲအဲ့ဒါတော့မသိဘူးကွာ ငါအထင်တော့မိချိုးတွေတွေ့ထားပြီးမိထွန်းဖို့အတွက်ထင်တာပဲဒီကောင်တွေကညဘက်မှာပိုလှုပ်ဖြစ်တာတဲ့ကင်းမွန်ကမိအောင်ကြိုက်တယ်လေညဘက်မှာဒီကောင်တွေကိုဟိုးဝဲကြီးကနေကိုမြင်ရတယ်ကွဒီခိုင်းတန်တွေကမိတွေအကုန်ဖွင့်ထားတာလေကင်းမွန်တွေကိုမိအောင်နဲ့ဖမ်းစားတာပေါ့ကွာငါလည်းကြားဘူးတာပါ ကိုတိုင်းတော့မကြုံဘူးပါဘူးဟုတ်ကဲ့ဆရာကုန်းတော့ဆိုရင် အရင်ကငါပြစ်တဲ့တင်းမောကားတဲ့ဗျာ ငါပြစ်တာဟုတ်လားအေးသူ့နာတဲ့စကားအဆန်းတစ်ခုဖြစ်နေသည်ငါဖန့်သည့်တင်မောမဟုတ်ငါပြစ်သည့်တင်မောတဲ့ကိုရီးယားငါခုတ်တင်မောတဲ့ကွာရုရှားဘက်ကိုခိုးဝင်ပြီးငါငါကဲ့ယူတဲ့ဘောပေါ့ဆရာဘလို့ကြီးတော့သူ့အမေကိုကုန်းချုပ်ကပြုံးသည်ကင်ထားတော့မှန်ဘလူးကို နေရာတွင်ပြန်ထားပြီးစစ်လိတ်တလိတ်မိညိနေ၏သူ့ကိုပါတလိတ်လှမ်းပေး၍ယူကား မိညှိဖွာရှိုက်လိုက်သည်အခေါ်ကတော့ငါခိုးတာပေါ့ကွာ ကုံသုံးပြောတာကတော့ငါမဟုတ်ဘူးကနန်းချင်းတို့ရဲ့တဲ့ပြီးတော့ရာသီဥတုစိုးနေတဲ့အချိန်မှာပဲခိုးဝင်ပြီးလှေချင်းကပ်ပစ်ကြတာရရှာဘက်ကလှေက နေပစ်ပြီးဒီဘက်လှေကနေဖန့်ပေါ့ကွာရာလီဥရုစိုးနေတော့ကင်းလှဲ့တဲ့ရဲလေတွေကလည်းမလာကြဘူးလေကနန်းချင်းတစ်ချင်းကိုကီလို၄50လေးတယ်ဆိုပဲအဲ့ဒါကိုပြစ်တဲ့လူကပြစ်ဖမ်းတဲ့လူကဖမ်းတဲ့ ဆရာကလည်းအဲ့ဒီလောက်စွန့်စားစရာလိုလို့လားဗျာခဏပဲဗာစိတ်ရှိလို့တော့တွေ့တွေ့ဆဆနဲ့စင်ကြီးတက်တော့သူ့စကားကြောင့်အကုန်ကျုပ်ကရဲသည်ဒီခဏတွေကရုရှားမှာပဲရှိတာလဲကွကိုရီးယားမှာပြန်ရောက်ရင် သုံးဖို့နှစ်ဖို့မကဘူးမြတ်တာဆိုပဲပြီးတော့တကယ့်ဟိုတယ်တွေမှာဒီကောင်လေးကဈေးကြီးပေးပြီးမှားစားရတာတွေသူကတော့အာယုံကြကြည့်ရမရခဏန်းကိုသူမကြိုက်တာလဲပါမည် ဘလောက်အကောင်ကြီးကြီးဘလောက်ဈေးပေးရပေးရစိတ်မဝစားပါကဏ္ဍပြည့်ကြတယ်မယ်တစ်လကို900တထောင်ရတာကွလစာကတော့300ပဲဟိုးကဏ္ဍပြည့်ကြောင့်သူမျက်လုံးပြူသွားသည်လစာထက်300နီးပါးရှေ့ပါပဲလားဆရာရဲ့ဘယ်လိုင်းကနေတင်တာတော့နောက်တစ်ခေါက်အဲ့ဒီမှာသွားစီးမယ်ရှေ့မင်းနဲ့ငါကောင်ဟိုတလောကလှိုင်းလေးကမှမခံနိုင်အောင်ဖြစ်နေတာ အဲ့ဒီကလှိုင်းမျိုးဆိုမင်းမျက်နှာနဲ့ပြစ်လဲကျသွားမယ်ပြီးတော့တင်မောလေးတွေက ပေါက်စာလေးတွေအစီလိုက်လှိုင်းပေါ်မြောက်တက်နေတာလှိုင်းနဲ့လေးနဲ့ကြားကကီလို90လောက်ကနန်းချင်းကြီးတွေကိုဖမ်းရတယ်လို့တွေ့လဲကြည့်အောင်ကုန်းချုပ်ပြောမှ "तू မျက်စီတည်းမြင်ကြည့်ရသည်ရမီဒေါ်လာကိုပဲအရေးပြင်းမြင့်မိတီကို အလုတ်ဆိုတာကတန်ရထက်မိသူကမှလာစားပုံမပေးတချို့ဆိုလျင် ပေးရသည့်လစာနှင့်မမြသည့်အလုပ်မျိုးကပိုများ၏ကင်းလှက်လေးနဲ့တိုးလို့တင်းတဲ့တဲ့အပြစ်ခံရရင်သေမယ်မသေးရင်တောင်မှောင်ကုန်မှုနဲ့ထောင်တဲ့ပဲဟာဆက်ပြောကမှအမှုက ပိုဆိုးနေ၏ဒီလောက်ဥပဒေနဲ့မညီသည့်တင်မောမျိုးကိုဘယ်လိုလူကများတာဝန်ယူပြီးတင်မောလာရှာပေးနေပါသနည်းကုံတုံးကမတိလို့လိုက်တာလားတိတိရတားနဲ့လိုက်သွားတာလားဆရာတိတိရတားနဲ့တော့လိုက်မလားကွာ ငါပြည့်ရမယ်ငါပြည့်ကျေးရမယ်လို့ပဲသိရလားဘယ်လေရာကနေဘယ်လိုခိုးမယ်ဆိုတာဘယ်ပြောမလဲအပေါ်ရောက်မှခံကြပေါ့ဟာကိုမြေမာချင်းချင်းဒီလောက်တောင်ရက်ဆက်ကုန်ကြပြီလားဟုတွေးမိပြီးသူလန့်သွားမိသည်ယခုလိုတင်မောမျိုးရောက်လာတာကတော်သေး၏ကုန်းချုပ်ပြောနေသည့်ငါပြစ်တင်မောမျိုးတာရောက်သွားလို့ကတော့မတွေ့ရဲ့ရိုက်ကြရောပေးရသေးလားဆရာမပေးရဘဲနေမလားကွာ ဘယ်သူကမှမင်းကိုချစ်လာပါကြည့်ရဲ့ဆိုပြီးအလကားတင်မပေးဘူးမင်းတို့အခုပေးခဲ့ရတယ်လို့20အစိတ်ပေးရတာပဲသူဆက်မတွေးချင်တော့ဆက်တွေးလျင်တင်မောလာလောကကို စိတ်ကုံရတော့မီဒါကကုန်းချုပ်ပြောပြတဲ့လောက်သာရှိသေး၏နောက်ထပ်သူမတိသေးသောကုန်းချုပ်မတိသေးသော ဖြစ်ရများဘလောက်များရှိနေမည်မသိခံခဲ့ရသည့်လူများကရောမတိုင်ကြဘူးလားတွေးเสียရတော့ရှိသည်သို့တော်လည်း လက်တိတ်ထိုးချုပ်ခဲ့ရသည့်စာချုပ်များကရှိနေမည်မှာတေချာလာသည်သူကိုယ်တိုင်လည်းချုပ်ခဲ့ရသည်ကိုဒါကြောင့်အဖို့ကပြောတာဖြစ်မည်လူကျင်မှုများလေလေအလိန်ခံရဖို့များလေလေတဲ့တင်မော်တာဖြစ်ခြင်းလွန်လာ၍ပစ်ဆက်လိုက်ရသည်များပင်လယ်ပြင်လှုပ်သက်ကိုအသက်နှစ်ရင်းကယူနေကြရသည်လှုပ်သက်ရှိမှလိုင်းကြီးလိုင်းမှန်တွလို့ရမည်လေလှုပ်သက်ရှာရင် လောက်တက်ပြောက်သွားရှာသည့်ဘဝများဘယ်လောက်များရှိနေပြီလဲသူကိုယ်တိုင်ကရောခေါင်းခါလိုက်သည်နေလုံးကတိမ်ညိုများချာဝင်သွားသောကြောင့်ပင်လေသည်ရုတ်ချီးပင်မှိုင်းသွား၏တင်မောဦးစီတို့တိမ်ညိုတအုပ်ပြေးဝင်လာသည်ပျက်စီးတဲ့များဖြိုးဖြိုးဖြက်ဖြက်လက်သွားကြ၏မွေးရွာတော်မြေပုံဒီဘက်ဒေသကဒီလိုပါပဲကွာအခုနေတာပြီးခဏနေမွေးရွာခြင်းရွာလား ကုန်းချုပ်ကိုစကားပြန်မပြောမီတလိလိတက်လာနေသောမိုးသားများကိုသာငေးကြည့်နေလိုက်သည်မိုးသားများကြားနောက်ထပ်လင်းတန်းကို တွေ့ရလိမ့်လို့မျှော်ကိုရင်းဖြင့်ကျွန်းတန်ညို့ညို့ကြီးပေါ်ကထူထူထောင်ထောင်မိုးမျော်တိမ်တိုက်ကြီးများကို လွန်ခဲ့ပြီးအိမ်မက်ကိုစီဖြင့်အစီအီကြောက်ချရနာနေကြသောတင်မော်ကြီးငယ်များကိုလည်းကြော်ခဲ့ပြီးတင်မော်ဦးကနောက်ဖက်ရေပြင်နဲ့ မုတ်ရှိုးလူဆဲဆဲနေလုံးကြီးစီတီနေ၏ပင်လေသည်ရွှေဤရွှေသွေးတို့ဖြင့်အတိပီးလျက်ရွှေရောင်ပင်လေရွှေရောင်တိမ်တန်းတို့ကြားသူတို့တင်မောစမ်းကြောင်လေးမှာခဝဝလန်းကိုစိုးတရွရွလှမ်းနေပုံကမတိလျင်ဆင်မရင်သာလို့တခုခုတော့တခုခုပဲကပ်ပရင်သူတို့ပေးတဲ့နေရာကကြောက်ချတဲ့နေရာလည်းမဟုတ်ဘူးဘယ်မြို့နဲ့မှလည်းမနေဘူးဒီရတော်ကြီးဗျာ ရေပုံဆွဲသည့်အခန်းထဲမှကုန်းနှစ်ကလှမ်းပြော်သည်သူ့ဘေးနားတွင်ဆစ်လိုက်တောင်းနေသည့်ကုန်းကျုပ်စီမှတပြင်းချလန်တက်တဲ့ကိုကြားလိုက်ရသည်ကပ္ပတိန်ကရေချောင်းပြထိုင်ကုန်ပုံတွင်ထိုင်ရင်းတစ်ခုခုကိုတွေးနေဟန်ငြိမ့်နေ၏အတန်ကြာမှသွားဆိုတော့လဲသွားယုံပေါ့ကွာသူ့ဆန်စားထားကြတာပဲပြီးတော့ငါတို့ရေပုံတွေကအပိတ်မှမဖြစ်တာအရင်ကစိတ်ကမ်းမရှိလဲအခုစိတ်ကမ်းရှိခြင်းရှိမှာပေါ့ ဟာကပ္ပိန်ခမရစကားကိုလွယ်လွယ်မပြောနဲ့လေဗျတကယ်လို့ဘာစိတ်ကဲမှမရှိပဲကိုနှစ်ပြောတယ်လို့ဒီရတော်ကြီးဖြစ်နေရင်ရောတင်မောပေါ်မှာခမရကရာထူးကြီးဆုံးနော်တင်မောရာတွေအန်တွေမဖြစ်ဖို့ကခမရပေါ်မှာမူတည်တယ်ကပ္ပိန်ဤအလွတ်ထွက်လာသောစကားကိုကုန်းကျုပ်ကစိပိတ်ဤဘာရင်းများအလျက်ကြုံစရာရှိမှလဲဗျတင်မောရာပဲ ကုမ္ပဏီညွှန်ကြားတဲ့စီတွားရတာထုံစံမဟုတ်လားခမရလဲတင်မော့လိုက်လာတာပဲကြုံဘူးမှာပေါ့ကြုံဘူးလို့ပြောနေတာဗျဒီတောင်အမေရိကဒီရေတော်တဲ့ကစီခိုးတင်နေပြီးရင်ဥရောပဘက်ပြန်သွားပို့တယ်တက်ဆိုင်ရနိုင်ငံကတိသွားပြီးဖမ်းမိရင်ကပ္ပိန်နဲ့ကုန်းချုပ်ကအရင်ဆုံးထောင်းတဲ့သွားပဲခမရသွားနိုင်ရင်တော့သွားကျွန်ုပ်ကတော့မသွားနိုင်ဘူးစီခိုးတင်မဲ့လက္ခဏာလောက်လာတာနဲ့ကျုပ်ကတိုင်ပါပဲအစိုးရတက်တယ်လောက်ပြမယ်ကုန်းချုပ်က သူ့တွေ့ကြုံနဲ့ရှင်ပြီးကပ်ပလိန်ကိုခက်မှမှာတုတ်ပြန်သည်ထောင်ဆိုတော့စကားကိုကြားရရလာတော့မသိကပ်ပလိန်ကတော့တွေ့ဝေသွား၏ကုန်းနှစ်ကတော့ဘာမှဝန်မပြောကပ်ပလိန်နဲ့ကုန်းကြုံပြောတမရကိုဒါတလှည့်စီကြည့်ရင်နားထောင်နေ၏ပြီးတော့သူ့ဆန်စားတဲ့ဆိုရအောင်ကအခုထိလစာရသေးလို့လားတင်မောပေါ်ရောက်နေတာနှစ်လပြည့်တော်မယ်ဒီကုမ္ပဏီကပုံမှန်တော့မဟုတ်တော့ဘူးဗျ။ ကုန်းကျုပ်ကအတော့ကိုမကြင်မချမ်းဖြစ်နေရရှိသည်ပြောရင်တဝက်ခန့်ကြံသေးသောစစ်လိတ်ကို ပြကွက်ထဲထိုးစီပစ်နေ၏ကပ္ပတိန်ဘာမှဆက်မပြောတော့နှုတ်ခမ်းမွေးဖြူဖြူများကိုဆွဲတက်ပြီးအတွေ့တဲ့နစ်နေလေ၏တကယ်လို့ခိုးစီတင်မယ်ဆိုရင်ရော ကုန်းကျုပ်ကြီးဘယ်လိုတင်တာလဲကုန်းနှစ်ကမေးသည်သူလည်းစိတ်ဝင်စားနေ၏ဒီရတော်ထဲမှာဆက်လက်လေးတွေတင်မော့အသေးလေးတွေစောင့်နေတာဗျာ တင်မောကဒီရတော့လဲကြောက်ချထားရတာအဲ့ဒီဆက်လေတွေတင်မောသေးတွေကစီခိုးလာပြီးခောက်တုတ်ခောက်ပြန်လာပေးတာတက်မဲ့တန်းချိန်ပြေးတာနဲ့ဥရောပဘက်ပြန်ပို့တာပေါ့ဗျာအဲ့ဒီတုန်းကကျွန်တော်ကဘိုးစင်နဲ့မိုးတိတ်မကြောက်တာအခု ကုန်းကျုံနဲ့ဆိုတော့မလုပ်ရဲဘူးဗျကာဝန်မယူရဲဘူးအဖမ်းခံရရင်တက်ဆိုင်ရနိုင်ငံရဲ့ဥပဒေနဲ့ထောင်ကြမှာတေးကြတဲ့လောက်ပဲတချို့ဆိုရင် အမင်းမြတ်မရှိဘဲနဲ့ကိုရေတက်က ပြက်ခက်ဖမ်းတာတွေရှိတယ်။ဒီတော့စီခိုးတင်မဲ့အလားလာရှိရင်ကျွန်တော်ကတော့တိုင်ပါပဲ။ပတ်စံကမတိမချင်းရှာလို့ရတယ်။ဘူမတိကိုမတိနဲ့တော့ထောင်အကျမခံနိုင်ဘူး။အိမ်ကမိသားစုကမျောနေကြတာအိမ်မက်ရောက်ပြန်မယ်။ကုန်းထုတ်ကခိုးစီတင်သည့်အကြောင်းကိုရှင်းပြရင်သူ့ဆုံးဖြတ်ချက်ကိုပါတခါလဲကြင်ညာသည်။ကုန်းနှစ်ကတော့ခေါင်းတကြိမ်ကြိမ်နဲ့ သူ့အတွက်ကတော့ပထမဆုံးကြုံရမည့်အတွေ့အကြုံကပဲအတော်စွန့်စားရမည့်ကိစ္စဖြစ်နေသည်စိတ်ကန်းကပ်ပြီးကုန်တယ်မှာမဟုတ်ဘဲဒီရေတော်ကြာစီဝင်ခိုးရမည့်ကိစ္စထူးထွေတုံလုံးမှုမရှိသည်ကိုတော့သူ့ကိုယ်သူတတိထားမိနေသည်မျက်ကန်းနေ၍တဆင်မကြောက်ချင်းလားအများသဘောမတူတဲ့ကိစ္စကိုတော့ကျွန်တော်လဲတယောက်တည်းဆွံပြီးမလုပ်ပါဘူးဗျာချင်းနေစောင့်ကြည့်ကြတာပေါ့ တကယ်တမ်းစီခိုးတင်ဖို့အရေးရာမြင်ရင်တော့သက်ဆိုင်ရာနိုင်ငံကိုသတင်းပို့ကြတာပေါ့ကပ္ပိန်ကရှော့ချသွားသည် တကယ်လဲဆက်တိုး၍မရမှန်းသဘောပေါက်သွား၏ဆက်တိုးလျင်လဲတိုင်မိသူကအနာမပင်ရှိနေသည်လေထောင်ကြခံမလားအိမ်ပြန်မလား၍ပေါ့ဒါနဲ့ကုန်းနဲ့အဲ့ဒီနေရာရောက်ဖို့ဘလောက်မောင်းရမှာလဲတရက်ခီးလောက်တော့မောင်းရမှာဆရာကုန်းချုပ်ကြီးခမရဘလို့စီစဉ်မလဲ ခပရိန်ကကုန်းကျုပ်စီလှဲ့မိသည်ကုန်းကျုပ်ကချက်ချင်းမဖြစ်သေးပဲပင်လယ်ကိုတစ်ချက်ကြည့်နေသေးသည်ခိုင်းတဲ့အတိုင်းတော့အမောင်းဝင်သွားတာပေါ့ဗျာသူတို့ဘာလုပ်မလဲသေချာအောင်စောင့်ကြည့်ကြတာပေါ့မသေးချာပဲကြိုတိုင်ထားလိုက်ရင် ကျွန်တော်တို့ဘက်ကအမှားသွားလိမ့်မယ်သေချာမှလိုအပ်တယ်လို့ဆက်လှူရှားကြတာပေါ့ကုန်းကျုပ်စကားကအဆုတ်အတက်လှူရှားတည်တာဟု သူထင်သည်ခပရိန်နဲ့ကုန်းနှစ်ကလည်းထို့သို့ပင် တွေ့နေကြလိမ့်မည်တိမ့်တိုက်များကြားလက်မမအောင်ရဟတ်ရင်လေးကိုအိမ်ရောက်ပို့ပေးပါဟုသော ငငယ်က တွေ့ခဲ့ဘူးသည့်ညဆန်းပေရင်ဒီကာတွန်းလေးတစ်ကွက်ကို အမှတ်ရမိသည်မြေပြင်တွင်အိမ်လေးတစ်လုံးရှိ၏ရဟတ်ရင်လေးကတိမ့်တိုက်များကြားမြင်းကြောင်များရှုပ်ရှုပ်ထွေးထွေးနှင့်အိမ်ကလေးနှင့်ရဟတ်ရင်ကိုဆက်ထားသည့်မြေမှန်ကိုရွေးချယ်ပေးရန်ဆွဲထားသည့်ပုံလေးဖြစ်သည်ယခုသူတို့အဖြစ်ကနှိုင်းကြားလေကြာ အဆုတ်တက်မမပဲတင့်မောပေါ်မှအိမ်ရောက်ပြန်ခဲ့ပါဟု ပုံဆွဲရမလို့ဖြစ်နေပြီကာရီဘီယံပင်လယ်ကတော့လိုင်းလိန်ငင်းဤသို့တော့လူသားတို့ဖန်တီတီအန်ရယ်ကများလွန်းလာသည် ကိုကင်းလေများလူမောင်ကိုလေများအကြောင်းကို သူဖတ်ဖူးကြဖူးထားသည်ယခုမှတဲ့တဲ့လာကြုံရဤသူ့အလိုကတော့တလန်းသွားတာရွေးစရာမရှိ အဓိကကနှစ်ပြည့်အောင်စီးပြီးနောက်တစ်ခေါက်လိုင်းကြီးလိုင်းမှန်တိုးမီတို့မှသာယခုလိုခေါင်းကြိုက်ဆရာများနဲ့ဝေးရမည်ယခုတော့လဆာကစပြီးပူနေရသည်ဒါဖြင့်လဲကျွန်တော်ဆင်းတော်မယ်လိုအပ်ရင်ဖုံးဆက်လိုက်ဗျာဟုတ်ကဲ့ပါခပလိန်နဲ့ကုန်းနှစ်ကနှုတ်ဆက်ပြီးဆင်းသွားကြသည်ပဲ့စင်တဲ့တွင်ကုန်းချုပ်နဲ့သူသာကြံခဲ့၏ကုန်းချုပ်ကစစ်လိုက်တလိလှမ်းပေးသည်မိညှိပြီးအဆုတ်ထဲနှစ်နေအောင်ရှိုက်သွင်းလိုက်သည် ပြန်ထွက်လာသောမိโกများကြားတက်ပြင်းစသူရောပါသွားသည်ဂျားလိုက်ကတော့ဓာတွေကြုံနေရမှာပဲကွကိုဘက်ကမရဲရင်ခံရမယ့်အကွက်တွေကြီးပဲကုန်းကျုပ်စကားကိုသူခေါင်းညှစ်ထောက်ခံလိုက်သည်လောကကတော့ဤသို့တာကြီးဟုသူတိထားသည်မှာကြားပြီးမင်းရဲ့ဖုံးမဆက်သေးဘူးလားညီထွက်လာကလေးကတခါမှကိုမဆက်ဖြစ်သေးပါဘူးဆရာရဲ့အစဉ်ပြေလာမင်းရင်ဘာပြန်ဖြစ်ရမှန်းမသိလို့ သူ့အဖေကြောင့်ကုန်းချုပ်ကရဲဤသူကိုယ်တိုင်ခက်ရရဲ့ပြုံးမိသည်အမေကတော့သူ့အတန်းကြားချင်နေမှာတေးချပါသည်ဒီလိုပဲအဆင်ပြေပါလေပြော့ပေါ်ကွာသူတို့သိတာမှမဟုတ်တာငါလဲဒီလိုပဲပြောရလားဒီတခါတော့သူခေါင်းရမ်းလိုက်သည်ဒီအမေနဲ့ဒီသားဒီစကားတော်လာကိုအလွတ်ဖမ်းမိပြီသားဖြစ်၏သူပဲလုံးမလိန်၍မရထို့ကြောင့်အမေစီဖုံးမဆက်သေးခြင်းပင် မဆက်သေးပါဘူးဆရာရယ်လစာကလည်းမရဒုက္ခလည်းအဆင်မပြေနဲ့အမိတန်ကြားရင်နေနိုင်မှာမဟုတ်ဘူးဗျကုံကျုပ်ကသူ့စကားကိုခေါင်းတဆက်ဆက်ညိတ်ငါနားထောင်ရင်းပင်လယ်ပြင်ကိုကြည်နေ၏အေးပါကွာကို့အကြောင်းနဲ့ကိုပဲသူစကားဆက်မပြောမီကုံကျုပ်နီးသူပင်လယ်ကိုသာငင်းနေလိုက်သည်ဇင်ရောဥကတော့အဆာရှာထွက်လာကြသည်လားအိတ်တန်းပြန်ဝင်ကြလာသည်လားမသိဘူး အုပ်စုလိုက်နေကြည်မြင့်တန်းကြားပြန်တန်းသွားကြသည် သူမှာလိုက်ငေးရင် တွေးရင်ဖြင့်တနေဝင်ခဲ့ရပြန်ပြီနားဆင်ပေးခဲ့ကြသူအပေါင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်ကျမတို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးဖို့မမေ့ပါနဲ့အောင်နော်